မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစာပေစွန်လ20ရက်နေ့စိတ်ဝင်စားပွဲမြမတော်လည်ရင်ထိတ်တန့်ရောက်သတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပရမောင်ဆုံးသတင်းအနေနဲ့စိတ်ရင်တန်တိုက်ခိုက်ခံရပြီး၅ဦးသေဆုံးကခင်းရဲနဲ့ရိတ်ခါတွေတင်းစီဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ဖကိုတိုင်းတောင်ကိုမြို့နယ်ထိုးဝါချောင်းကြီးရွာနေတောင်ကိုလိပ်တိုလမ်းမှာစက်ကောင်စီရင်နဲ့တိုက်ခိုက်ခံရပြီးတိတ်ဆုံးသူရှိကကြီးမျိုးစုံနဲ့ရှိခါရဲနဲ့တင်းစီခဲ့တယ်လို့စွန်းလ20ရက်နေ့မှာတောင်ကိုခရိုင်တရင်3939နဲ့တက်ခွဲတစ်ကသတင်းထုတ်ပြန်လာပါတယ်။စွန်းလ18ရက်မနက်9:00နာရီခွဲမှာလိပ်တိုကနေတောင်ကိုဘက်ကိုပြင်ဆင်လာတဲ့ကားကားစီအင်အား80ကျော်ပါရှင်နံကိုချဖြတ်တိုက်ခိုက်ရအောင်အပြန်လန်ပြစ်ခတ်မှုမိနစ်40ခန့်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ တောင်ကိုကနေကန်နေချောင်းကနေတဆင့်လိတ်တို့ထုံးဖို့ကြေးချောကိုစစ်ကြောင်းဝင်နေတာအဲဒီစစ်ကြောင်းကိုချောင်းနေရကနေလိတ်တို့ဘက်ကဆင်းလာတဲ့ကားရန်ကိုတွေ့လို့ပြစ်လိုက်ကြတာလို့တောင်ကိုကရင်တရင်3ငါ3ညနဲ့ပြန်ကြားရေးတောင်ကန်ကိုရဲစုံကပြောပါရယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကငါးဦးထက်မနည်းသေဆုံးတာကိုမြေပြင်တပ်ဖွဲ့ဝင်တွေရဲ့တွေ့ရှိချက်အရအတိပြုနိုင်ခဲ့တယ်လို့ဆိုပါရယ်ဒါပြင်တိုက်ပွဲဖြစ်ပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျင်းရခဲ့တဲ့60မမငါးလုံး ကြီမျိုးစုံကိုရာ M40 လေးလုံးလက်ပစ်ပုံးလေးလုံးစကားပြောဆက်နှလုံးကြီပေါက်လေးခုဖုန်းတလုံးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုမဲ့ရှိခါချုံနဲ့မြေတဲကားတစ်စီးကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။အဆိုပါတိုက်ခိုက်မှုကိုတော့တရင်393ညနဲ့တက်ခွဲ1တက်ခွဲ2 KNU တက်မှနဲ့တရင်ကလက်အောက်ခံဂန္ဒီကြာဒေတာကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့14ရက်တွင်မှလည်းတောင်ကိုဘက်ကနေအင်အား200ခန့်နဲ့စစ်ကြောင်းထုလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိုးဝါကြောင်စိတ်ကုန်းနဲ့ထုံးမှုကြီးကြီးရွာအနေတိုက်ခွဲဖြစ်ခဲ့ ဲ့သေးတယ်လို့ကိုရဲစွန်ကပြောပါရယ်တိုက်ဝဲရီကြောင့်စိတ်ကုံထုံမိုကြီးထိုးဝါကြောင့်ကြေးရွာတွေကဒေသခံ3500ကျော်ဟာနေရစွန်ခွာထွက်ပြေးနေရတာတပတ်ကျော်ရှိနေပြီးစစ်ကြောင်းကလည်းအဲ့ဒီကြေးရွာတွေအနီးမှာစွန်လ20ရက်ဒီကနေ့အထိလှည့်ပတ်သွားလာနေသေးတာကြောင့်ဒေသခံတွေမှာနေရမပြောင်းရသေးဘူးလို့သိရှိရပါရယ်ရှင်ဆလဘီတောင်သာမြို့နယ်ရင်တော်လိုင်းတက်များကလုံချုံရေးစစ်ဆေးစဉ်ကပ္ပစ22မှာတက်ကြကြီးအောင်မျိုးကိုအရှင်ဖမ်းမိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတောင်သာမြို့နယ်တွင်ရှိလမ်းမိုင်းတနေရာရင်လုံချုံရေးစစ်ဆေးစဉ်စစ်ကောင်စ စီတမတက်ချက်ကြီးအောင်မျိုးကိုအရှင်ဖန်ဆေးရရှိခဲ့ကြောင်းတောင်သာမျိုးနယ်ပါကဖာမှတောင်းရင်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည် ဆွန်လ18ရက်နေ့ကတောင်သာမြို့နယ်အတွင်းရှိလမ်းမိုင်းတနေရာတွင်တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များကလမ်းမိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်စဉ်ပဲခူးတိုင်းတာကရတက်မတော်အကြီးစားစက်ရုံနှင့်တောင်အထံဆောင်နေသောအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတက်ကြွကြီးအောင်ဖြိုကိုမြမစီပွားရေးဘန်ဆောင်အုပ်မှတ်ပုံနှင့်ရင်မောင်းလိုင်းစဉ်တမတ်သားရွှေလက်ဆွတ်တကွင်းတို့နှင့်အတူဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်သူကပဲခူးတာရကဘက်ကနေမကွေတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်ဘက်ကိုမြမစီဝိုင်းဘန်မှာအပ်ထားတဲ့သူ့ငွေကြေးလေးထုတ်ရင်ခွင့်နဲ့သွားတာလို့သိရပါဗျ။လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းစ စ်ဆေးနေတယ်။သူစီကတရင်အချက်လက်ဘာညာရဖို့စစ်ဆေးနေတော့မှာပဲဟုတောင်သာမြို့နယ်ပကဖမတောင်ရင်ရှိသူကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်။တောင်သာမြို့နယ်တွင်တွင်မြို့ပေါ်အေရီးယားမှာလဲရိတ်ကြီးရွာများနဲ့မြို့နယ်ချက်ကြားကြလမ်းများကိုတော်လင်းတက်များကထိန်းချုပ်ထားကတော်လင်းတက်များနဲ့စစ်ကောင်စီတက်များကြားတိုက်ဝဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။ဆလဘီမြန်မာနိုင်ငံအခြေအနေကအာဆီယံအတွက်ဖိအားအများဆုံးနဲ့ဖြည့်ရှင်မနိုင်သောစိန်ခေါ်မှုဟုမလေးရှားဝန်ကြီးချုပ်ထုတ်ပြောလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံနဲ့ဆက်လက်ဖြစ်ပွားနေသည့်နိုင်ငံရေးအကြက်တဲများနဲ့ပဏိပကအခြေအနေများသည့်အာဆီယံအဖွဲ့အတွက်ဖြည့်ရှင်ရန်ခက်ခဲပြီးဖိအားများဆုံးရှိနေသောစိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်းမလေးရှားဝန်ကြီးချုပ်နဲ့အာဆီယံဥက္ကဋ္ဌအန်ဝါအီဘရာဟင်ကထုတ်ပေါ်ပြောကြားခဲ့သည်။ရှမန်နေမလေးရှားနိုင်ငံကွာလာလမ်ပူတွင်ပြုလုပ်သော38ကြိမ်မြောက်အာရှပစိဖိတ်အစည်းအဝေးတွင်၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။2025ခုနှစ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေဖြင့်မြန်မာအရှေ့ကိုမိတ်ဖက်နိုင်ငံများနဲ့အတူဒေသရင်းပူးပေါင်းဆောင်ရွက်မှုစနစ်များကိုအပြည့်အဝအသုံးချ၍အကြံပေးမှု များလျှော့ချရန်နှင့်ငြိမ်းချမ်းရေးပြန်လည်ရရှိရေးဖြည့်ရှင်ဆောင်ရွက်ရန်စိတ်ပိုင်းဆုံးဖြတ်ထားကြောင်း၎င်းကပြောဆိုသည်ထို့ရာတွင်အာဆီယံအနေဖြင့်မြန်မာအရေးဖြည့်ရှင်ရန်ပုံမှုပြင်းပြင်းထန်ထန်လုပ်ကိုင်းဆောင်ရွက်ရန်အလေးတကြီးလိုအပ်နေကြောင်း၎င်းကဆက်လက်ပြောဆိုသည်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ဇွန်လ18ရက်နေ့မှဇွန်လ19ရက်နေ့ထိ၃ရက်ကြာပြုလုပ်ခဲ့သော ABR အစည်းအဝေးတွင်နိုင်ငံပေါင်း25နိုင်ငံမှကုသလေ400နှင့်ပညာရှင်90ခန့်တက်ရောက်ခဲ့ကြသည် ်ဆက်လက်ပြီးမင်းမြောင်းကိုစစ်ကောင်စီလေးချောင်းကနေဘုံကျဲတိစုံထိခိုက်မှုများရှိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အရက်ကတက်မလို့အေးထင်းချုပ်ထားသောရခိုင်ပြည်မင်းမြောင်းကိုစစ်ကောင်စီလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ထိခိုက်တိစုံမှုနဲ့အဆအုပ်ချုပ်ပြည့်စည်သွားကြောင်းဒေသခံများကပြောသည် ဇွန်လ19ရက်နေ့ညပိုင်း12နာရီဝန်းကျင်မှာမင်းပြားနေရခင်စစ်ကောင်စီရဲ့ထိုင်ချနေထိုင်ခဲ့တဲ့380တရင်အနေတဝိုင်းကိုစစ်ကောင်စီကလေကြောင်းကနေဖုံးချဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းမင်းပြားမြို့ကန်တူက Western New ကိုပြောသည်မင်းပြားမြို့ကန်ဒေသတူကမင်းပြား380တရင်အနေတဝိုင်းကိုမနေ့က Jet Fighter နဲ့ဖုံးချဲခဲ့တဲ့အထိခိုက်ပျက်စီးတော့ရှိတယ်လို့သိရတယ်။တိုက်စုံးမှုကိုတော့မသိရသေးဘူး။တရင်အထိကျရဖို့ခက်ခဲနေတယ်ဟုပြောသည်။ အတိမပြုတ်ရသေးသောတရင်များရစစ်ကောင်စီတိုက်လေရင်ဒီပေါတော်မျိုးတွေကဂျေးရွာတို့ဖုံးကျဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ရင်းချိန်နေနဲ့ပတ်သက်၍ထိခိုက်မှုအခြေအနေကိုမမရရှိသေးပေ။ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ28ရက်နေ့တွင် AAD မင်းပြားမျိုးခြေဆိုင်ခမရ380တရင်အပိသက်တိမ်ပိုက်ခဲ့ပြီးလက်နက်ခဲယမ်းများနဲ့စစ်တုံးမှန်အများပြားဖမ်းဆီးရရှိခဲ့သည်။စစ်ကောင်စီခြေကုပ်ယူထားတဲ့မင်းများတွင်အခြေဆိုင်သည့် 389 380နဲ့942တို့ရှိကြပြီး၎င်းတရင်များကို2023ခုနှစ်နိုဗ ెంబ ာ23ရက်နေ့နောက်ပိုင်းအေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မင်းများမျိုးနယ်တွင်တခုတည်းသောစစ်ကောင်စီလက်ကျန်တပ်ဖြစ်သည့်အမှတ်ကိုတိုင်းဘူလေးချင်းရဲတင်နန်းချောင်းကိုဖေဖော်ဝါရီလ26ရက်နေ့နဲ့ဇန်နဝါရီလ28ရက်နေ့တွင်စစ်ကောင်စီခမရ380တရင်အားအေအေကသိမ်းပိုင်ရရှိခဲ့သည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီနဲ့မြောက်ကိုရီးယားရဲ့တန်နမန်ဆက်ဆံရေးကိုတရေထားဖို့စစ်ရေးအကဲအခတ်တွေပြောဆွေးတဲ့တင်မဲ့ဖြစ်ပါရဲ့ရှင်။ အာနာဒိန်းစစ်ကောင်စီလက်ထက်တကြောပြန်လာတဲ့မြန်မာနဲ့မြောက်ကိုရီးယားတို့ရဲ့နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးကိုတော်လိုင်းအင်အားစုတွေအနေနဲ့တရီထားဖို့လိုမယ်လို့စစ်ရေးကဲခတ်တွေကပြောပါရယ်။ဇွန်လ19ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာရီးရဲ့ဖော်ပြချက်အရမြန်မာနိုင်ငံအစိုးရကရန်ကုန်မြို့အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတန်မကြီးအဖြစ်မစ္စတာကင်ချုံအီကိုခန့်အပ်လိုက်တယ်လို့အသိပေးလာတာပါ။ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံလို့ခေါ်တဲ့မြောက်ကိုရီးယားနိုင်ငံကမစ္စတာကင်ချုံအီကိုမြန်မာနိုင်ငံဆိုင်ရာအထူးအာဏာ ကုံလွဲအကြံခံရတဲ့တမန်ဖြစ်သဘောတူညီပြီးဖြစ်တယ်လို့စစ်ကောင်စီကကြေညာပါတယ်။မြန်မာနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာအကြောင်းအမျိုးမျိုးနဲ့တနမန်ဆက်ဆံရေးပြတ်တောင်းလိုက်ပြန်လည်စတင်လိုက်တဲ့2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်မှုဖြစ်လာပါတယ်။စစ်တပ်ကနိုင်ငံအာဏာကိုတကြောပြန်သိမ်းယူခြင်းကစပြီးလက်နက်ကင်တိုက်ပွဲတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာအင်အားကြီးနိုင်ငံချုပ်ရဲ့ကုညီထောက်ပံ့မှုတွေရရှိနေတယ်လို့စစ်ရေးကဲခတ်တွေကဆိုပါတယ်။အဲ့ဒီအထက်မှာစစ်ရေးဆိုင်ရာပစ္စည်းတွေအပါအဝင်နေပညာတွေကိုတရုတ်နဲ့ရုရှားနိုင်ငံတွေစီကရရှိ ေနေပြီးမြန်မာနိုင်ငံအထိလိုအပ်တဲ့နေပညာတွေကိုလာရောက်ပို့ချသင်တန်းပေးနေတာလည်းရှိနေတာပါ။ဒါကြောင့်မြောက်ကိုရီးယားနဲ့စစ်ကောင်စီတို့ကြားတန်မန်ဆက်ဆံရေးရှိလာတဲ့အတွက်စစ်တပ်အနေနဲ့စစ်ရေးဆိုင်ရာလက်နက်နဲ့နေပညာအကူအညီတွေရလာနိုင်တယ်လို့စစ်ရေးကဲခတ်တွေကသုံးသပ်ကြပါတယ်။စီဒီအမ်ဘိုဂျီကောင်သူဝင်းကမြောက်ကိုရီးယားစီကစစ်ရေးအကူအညီတွေရယူနိုင်မယ့်အနေအထားမျိုးရှိတဲ့အတွက်ပြည်တွင်းမှာလည်းနေပညာသင်တန်းတွေပေးလာနိုင်တယ်လို့ပြောပါရယ်။ မြောက်ကိုရီးယားရဲ့နေပညာတချို့ကလည်းလက်ရှိသူတို့လက်နက်ခရမ်းထုတ်လုပ်တဲ့ဟာမျိုးတွေမှာပတ်သက်မှုတွေရှိနေတယ်လို့မျိုးဆက်ဆက်ပြီးတော့လေသူတို့အနေနဲ့မြောက်ကိုရီးယားဆီကနေပညာတွေဆက်လက်ပြီးချိတ်ဆက်ရသလောက်တော့ရှုမယ်ဆိုတဲ့အနေအထားမျိုးတွေလည်းရှိတာပေါ့အဲ့ဒီအနေအထားမှာတချို့တွေကနိုင်ငံသားကိုစကားစကားတပ်ဖွဲ့ဝင်တွေဆေးလုပ်ပြီးသင်တန်းပေးတဲ့အနေအထားရှိတယ်လို့မြန်မာနိုင်ငံတွင်းကိုခေါ်ပြီးနိုင်ငံသားကနေပညာရှင်တွေခေါ်ပြီးပေးတဲ့အနေအထားမျိုးတွေလည်းရှိတယ်မြောက်ကိုရီးယားကအထူးသဖြင့်မြန်မာနိုင်ငံကိုလာပြီးတော့အဲ့ဒီလိုမျိုးပေးလာနိုင်တဲ့အနေအထားမျိုးတွေလည်းရှိနိုင်တယ်လို့ဆိုပါတယ် လက်ရှိတမ်မကြီးအဖြစ်ခန့်ခံရတဲ့မစ္စတာကင်ချုံအီက1989ခုနှစ်မှာမြောက်ကိုရီးယားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာဌာနမှအရာရှိအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးဌာနချုပ်နဲ့ပြည်ပမှာရှာလို့အစဉ်အဆက်နဲ့တာဝန်ထမ်းဆောင်ခဲ့သူပါသူဟာပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်ယုံမှာတတိယအတွင်းဝန်ကနေပထမအတွင်းဝန်အဖြစ်ရာလို့အစဉ်အဆက်တာဝန်ထမ်းဆောင်ခဲ့တယ်လို့တမ်မှုအဖြစ်လည်းတာဝန်ရှိခဲ့သူဖြစ်ပါတယ်။ဒါပြင်2022ခုနှစ်ကနေဒီကနေ့အထိမြောက်ကိုရီးယားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာဌာန နာနှစ်မှာဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေရလို့စစ်ကောင်စီသတင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ ဒါပေမဲ့မြန်မာနိုင်ငံဆိုင်ရာတန်မန်ကြီးဖြစ်ခံပြီးနောက်ပိုင်းနှစ်နိုင်ငံတန်တမန်ရေးအရာရှေ့ဆက်လှုပ်ဆောင်သွားမယ်ပူပေါင်းဆောင်ရွက်မှုတွေကိုတော့စစ်ကောင်စီဘက်ကအတိပေးထားခြင်းမရှိသေးပါဘူးစစ်ကောင်စီအနေနဲ့တရုတ်နိုင်ငံဆိုင်ရာမြန်မာတန်မန်ဦးတင်မောင်စီကိုမြောက်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတန်မန်ဖြစ်ပူရဲတောင်အထံဆောင်မှု2023ခုနှစ်စက်တင်ဘာလရေကခန့်အပ်တောင်းပေးခဲ့ပါတယ်စီဒီအမ်ဘူဂျီစင်ယောကစစ်ကောင်စီကိုမြောက်ကိုရီးယားကလက်နက်ခဲယံတွေမထောက်ပံ့နိုင်ရင်တန်ကင်းတမန်ခင်အရာပေါင်းမြောက်အောင်တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကျူးစားဖို့လိုမယ်လို့တန်လွင်တိုင်းကိုပြောပါတယ် အခုလေလက်နက်ခေရန်အထောက်ပံ့တွေရှာလာနိုင်တယ်ပြောရမယ်ဆိုရင်တော်လိုင်းအင်အားစုတွေကပို့ပြီးတော့ခရီးဆိုင်ရမှာပေါ့အခုတော်လိုင်းအင်အားစုတွေမရှင်နိုင်တာကလက်နက်ခေရန်ပိုင်းမှာစံနဲ့စိတ်တက်နဲ့လူရည်တွင်နဲ့ပြီးရင်ပြူအောင်အခင်းစင်တွေဟာလူသစ်စုခံနိုင်ရတဲ့စစ်သားတွေထက်အစာပေါင်းများစွာသားတဲ့တိုက်ရိုက်ခိုက်ရေးအနေထားကိုရောက်လာတယ်အဲဒီတော့မြောက်ကိုရီးယားမထောက်ပံ့အောင်ကြံတောင်းဝင်ရှိတဲ့အဖွဲ့အစည်းတွေကတန်ငင်းတမန်ငင်းပေါပေါမြောမြောဖြစ်နိုင်အောင်ကြိုးစားဖို့လိုပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာလို့ဆိုပါတယ် ဗတ်ပေါင်းဆောင်ရွေရင်နေတဲ့စစ်တပ်ဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရင်ဆိုင်နေရတဲ့အတွက်အကူအညီတောင်းချဉ်ကလေးရမယ့်နိုင်ငံတွေထဲမှာနျူကလ িয়ার နည်းပညာကိုပိုင်ဆိုင်ထားတဲ့မြောက်ကိုရီးယားလည်းပါဝင်နေတာပါမြန်မာနိုင်ငံနဲ့မြောက်ကိုရီးယားဆက်ဆံရေးဟာ1985ခုနှစ်ကစတင်ခဲ့ပေမယ့်1983ခုနှစ်အာဆာနီဗိမ္မာန်ကတောင်ကိုရီးယားသမ္မတရဲ့ခရီးစဉ်မှာမြောက်ကိုရီးယားထောက်လန်းရေးရဲ့ဘုံခွဲမှုအပြီးဆယ်စုနှစ်နှစ်ကြာကြာဆက်ဆံရေးပြတ်တောက်ခဲ့ပါတယ်အဲဒီနောက်ပိုင်း2009ခုနှစ်ဆေးရနာရှင်ဟောင်းဦးတန်းရွှေလက်ထက်မှာနှစ်နိုင်ငံတန်တမန်ဆက်ဆံရေးပြန်လည် င်တည်ဆောက်ခဲ့ပြီးမြန်မာစစ်တပ်ထိပ်ပိုင်းအရာရှိကိုယ်စားလှယ်အဖွဲ့တွေနဲ့စစ်ရေးပူးပေါင်းမှုတွေလည်းလုပ်ခဲ့ကြတာပါ၂018ခုနှစ်မှာတော့မြန်ကိုရီးယားတန်မန်ဟာကုလသမဂ္ဂလုံခြုံရေးကောင်စီကနေအရေးယူထားတဲ့ကုမ္ပဏီတစ်ခုနဲ့ပတ်သက်နေတာကြောင့်မြန်မာနိုင်ငံကနေနှင့်ထုတ်ခံရတဲ့အတွက်နှစ်နိုင်ငံဆက်ဆံရေးအာရုံခဲ့ပြီးအာဏာသိမ်းမှုအလွန်တဖန်ပြန်လည်အကောင့်လာတာဖြစ်ပါတယ်